လက်ရှိ ULAA ဖော်ဆောင်ရေးမှာအုပ်ချုပ်ရေးတရားစီရင်ကိုနိုင်ငံတကာအသိမှတ်ပြုလက်ခံလာအောင်ဘာတွေလုပ်သင့်ပါလဲနိုင်ငံတကာအသိမှတ်ပြုလာအောင်ဆိုတာရှင်းပါတယ်အဲ့ဒါဘာလဲဆိုရင်နော်ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့နော်အစိုးရထားတဲ့ပြည်နယ်တွေမှာရှိကြတဲ့လူမျိုးမျိုးဘာသာရေးပေါ်မှာကိုယ့်ရဲ့ရှိပြီးသားရုပ်ဖြောင်းမှုကိုယ့်ရဲ့ရှိပြီးသားကိုရိုးစွန့်လွတ်မှုနဲ့တော့အားလုံးကငါတို့ကိုယ်တိုင်လည်းလွမြောက်ရှင်တယ်လို့မတရားမှုကိုဆက်ဆုပ်ယုံချမနစ်သက်တယ်လို့ငါတို့အခြားသောလူမျိုးတွေခြားသောဘာသာဝင်တွေငါတို့ဘလို့သဘောထားသည်ဖြစ်စီ တို့ကတရားဥပဒေကိုအကောင်းဆုံးတိဆောက်စီရင်ပြီးတော့မှငါတို့ကိုယ်တိုင်မှရင်လည်းတရားဥပဒေတိုင်းဖြစ်ရမယ်။ခြားပါတော်ရင်ခြားလူမျိုးတွေမှရင်လည်းတရားဥပဒေတိုင်းဖြစ်ရမယ်ဆိုတဲ့စိတ်နေစိတ်ဓာတ်သဘောထားတွေနဲ့ဆောင်ရွက်မယ်ဆိုရင်နိုင်ငံတကာရဲ့အတိမတ်ပြုမှုပါအမြင်မြန်ရရှိနိုင်ပါတယ်လို့ဦးစင်းနေနဲ့ခင်ဗျာသုံးသပ်တိုက်တွန်းရပါမယ်။အာရကဒေတာငင်းချမ်းဖွံ့ဖြိုးဖို့အဓိကအခအချက်တွေအရေးကြီးပါတယ်။အာရကတက်တော်အာရကဘီရဲ့အဓိကဖွံ့ဖြိုးတိုးတက်မှုကတော့တရားစီရင်ရေးနဲ့အုပ်ချုပ်ရေးမန္တလေး နော်တီဓာတ်ခိုင်ပါပြီပိုအားကောင်းလာမယ်ဆိုရင်တော့ပြင်ပြစွာတိုးတက်ဖို့အတွက်အခြေခံကြောင်းရင်းမဲလို့ဦးစင်းနေဖြေချချက်ပါအခုလက်ရှိမြေပြင်မှာအုပ်ချုပ်နေတဲ့အထက်မှာအရင်ကချိခဲ့တဲ့တခြားလက်နက်ကင်အဖွဲ့တွေဥပမာ ALP တို့ AIA တို့ ANC တို့အဲ့ဒီတို့သူတို့အုပ်ချုပ်တဲ့နိုင်ငံရေးပါတီတို့ဘလို့ရက်တင်နေတယ်လို့မြင်ပါတယ်။အော်အစင်းတချို့အရာတွေတော့ ဟိုဒီသူတို့ ਨੇ ဟိုမျိုးလေးအေမဟုတ်တဲ့ပေါ့နော်ခြားတခိုင်ပါတီတွေမျိုးသားပါတီတွေရှိပါတယ်ဦးဇင်းတို့အဲ့ဒါတွေလည်းသိပါတယ်သို့တော့အဲ့ဒါတွေကိုဟိုလေးလက်ရှိသုံးသပ်ဖို့တော့ဟိုသုံးသပ်ဖို့ဆိုတာတိုက်တွန်းနေတာပေါ့နော်ဒီခိုင်ပြည်သူလူလူလူအားလုံးမျိုးဖို့ရောဒီခိုင်ပြည်တင်းမှာရှိကြတဲ့ဘာသာမျိုးလူမျိုးမျိုးတို့မျိုးဖို့ရောအဲ့ကနေပြီးတော့တိုးတက်ပြီးတော့တနိုင်ငံလုံးအားလုံးလွတ်မြောက်ဖို့အတွက်ကောအခြားရွယ်လေးအေမဟုတ်တဲ့အခြားသောပါတီအခြားသောနိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးကလည်းပဲ အားလုံးဒီလူမျိုးရေးမှာပေါ့နော်တကယ်ကိုပါတီကိုရေးဆိုတာလေကိုကိုလူမျိုးရှေခန့်တည်ထောင်ရောအခုပြည်နယ်အာဏာရှင်စနစ်စောကလူမျိုးအောင်တနိုင်ငံလုံးလူမျိုးအောင်ရောဒီချိန်မှာပါတီပုတ်ကိုဆိုတာကြက်ဘသူလှုပ်ဆောင်နေပြည်သူလှုပ်ဆောင်နေဆိုတာလေတကယ်လှုပ်ဆောင်နေသူတွေနဲ့ပူးပေါင်းပါဝင်ပြီးတော့မှနော်အာရခပြည်နယ်တခိုင်ပြည်နယ်ရဲ့လူမျိုးရေးကိုရှေ့ရှုတင်တယ်အဲ့မှတနိုင်ငံလုံးရဲ့တော့တကယ်လူမျိုးရေးကိုချစ်ချွတ်တော့အပြင်ပူးပေါင်းပါဝင်ဆောင်ရွက်တင်တယ်လို့ဦးစင်းနေအကြံပြုတိုက်တွန်းခြင်းပါနောက်ထပ်ဖြည့်ဆွဲပြောချင်တာလေးရှိရင်ပြောပြပါ အာဦးဇင်းတို့ဖြစ်ဆက်ပြောကြားချင်တာကတော့အေးစီဦးစီချုပ်နဲ့ဒါနိုင်ငံရေးပေါ့နော်အကြံပေးနေကြတဲ့အားလုံးသောရခိုင်နော်အရခတတ်တော်အရခနိုင်ငံနိုင်ငံရေးမှာဦးစီးနေကြတဲ့သူတွေအားလုံးနော်အရခပြည်သူတွေအားလုံးကိုနော်ဦးဇင်းတို့ဘာသာမျိုးမျိုးရေးတနိုင်ငံလုံးကနော်အာဏာရှင်စနစ်ဆိုးကြဆိုးအောင်နော်တကယ့်ကိုတော်လိုင်းကာလမှာဒီနေ့လက်နက်ကြိုင်ကာလမှာအငယ်ဆုံးတော့အထွေးဆုံးအနေထားရှိတဲ့ဒီတော်လိုင်းအဖွဲ့အစည်းနိုင်ငံအဖွဲ့အစည်းကဗုဒ္ဓရဲ့အဆုံးအမနဲ့အတူကိုကြိုးမကြည့်မှု ရုပ်ဖြော့မှုတွေနဲ့တော့အများကြီးအကျိုးကိုလွတ်မြောက်အောင်ဆောင်ရွက်နေတဲ့အတွက်ကြောင့်မို့တနိုင်ငံလုံးကဘာသာမျိုးလူမျိုးမျိုးကအေအေနိုင်ငံရင်းနဲ့အေအေရဲ့တော်လှန်ရေးနောက်မှာအားလုံးထပ်တူထပ်မြသဘောတူညီစွာရပ်တည်ရဲ့ရှိပါတယ်လို့ဦးစင်းနေနဲ့ဟိုပြောကြားခြင်းပါကျေးဇူးတင်